ဒီမွေးနေ့မှာဖယားတော့ကြောင်းတက်ပါဒီမွေးနေ့မှာလာဆောင်မမေမနာလို့ကျွန်တော်ရကောဝဲပြီးမင်းရဲ့မွေးနေ့မှာကစရဖန်ကိုအပေးနာဆင်နေကြတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာမနက်ခင်ပါရှင်ပရိသတ်များအားလုံးအတွက်အမတ်တရားနေဆိုတဲ့အစီအစဉ်ကိုတင်ဆက်ပေးရမှာဖြစ်ပါရရှင်မတူရဲ့အစံ FM တစရန်ဖက်ပရိသတ်များရှင်အမတ်တရားနေစီစဉ်ရဲ့ဝင်းနေစုတောင်းစီစဉ်လေးကနေပြီးတော့ ဒီနေ့ပထမဦးဆုံးအနေနဲ့ဝင်းနေစုတောင်းပြရမယ့်ဝင်းနေရှင်ကတော့မော်ပြည်မာနေတဲ့တက်ချက်ကြီးမျိုးမြင့်ဦးပဲဖြစ်ပါတယ်။မော်ပြည်မာနေတဲ့တက်ချက်ကြီးမျိုးမြင့်ဦးရဲ့အသက်58နှစ်ပြည့်ဝင်းနေအတွက်ကိုတော့ပြည်ဦးလေးမာနေတဲ့တမီးသူနာပြုဆီယမနွယ်နွယ်ဦးကနေပြီးတော့ပောင်ရင်စုတောင်းပေးလာပဲဖြစ်ပါတယ်ရှင်။ ပရိသတ်များရှင်ဒီတစ်ခါမှာဆက်လက်ပြီးတော့ဆူတောင်းပြရအောင်မယ့်ဝင်းနေရှင်လေးကတော့ခေတ္တထိုင်းရောက်နေတဲ့ဒေါ်မီသဲဖြူပဲဖြစ်ပါတယ်။ဒေါ်မီသဲဖြူရဲ့အသက်29နှစ်ပြည့်ဝင်းနေအတွက်ကိုတော့ပလောမြို့နယ်ပလာမြို့မှာနေတဲ့လွမ်းမိုးအောင်ကနေပြီးတော့ပအဝင်ဆူတောင်းပေးလာပဲဖြစ်ပါရှင်။ လပ်ပြောဆူတောင်းပြအောင်မယ်မွေးနေ့ရှင်ကတော့မင်္ဂလာတော်မှာနေတဲ့ပိုကြီးမြတ်နိုးခင်ပဲဖြစ်ပါတယ်။ပိုကြီးမြတ်နိုးခင်ရဲ့အသက်30နှစ်ပြည့်မွေးနေ့အတွက်ကိုတော့ပြုံးလင်မာနေတဲ့ဒေါက်တာဆိုတင်နိုင်ကနေပေါင်ရီဆူတောင်းပေးလာပဲဖြစ်ပါရှင်။ပရိသတ်များရှင်ဒီနေ့မတရားနေ့စီစဉ်မွေးနေ့ဆူတောင်းစီစဉ်လေးမှာထပ်မံပြီးတော့ဆူတောင်းပေးရအောင်မယ့်မွေးနေ့ရှင်ကတော့ မော်ရယ်မင်းသားတယောက်ဖြစ်တဲ့ဗီတာမင်မင်းဖြစ်ပါတယ်ဗီတာမင်ရဲ့22နှစ်ပြည့်ဝင်နေတဲ့အတွက်ကိုတော့ပခုတ်ကူမြို့မှာနေတဲ့မန္နီလာတော့တန်လင်းမှာနေတဲ့မတ်စင်စင်မျိုးတို့ကနေပြီးတော့ပောင်ရီဆူတောင်းပေးလာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဆူတောင်းလေးနဲ့အတူဆူတောင်းစကားလေးလည်းပါထားပါသေးတယ်ဆူတောင်းစကားလေးကတော့မွေးနေ့ကစပြီးတော့နောက်နှစ်ပေါင်းများစွာကိုအောင်မြင်မှုတွေပိုင်ဆိုင်နိုင်ပါစေလို့ဆူတောင်းစကားလေးပါထားပါပဲဖြစ်ပါတယ် တစီအဖန်ရဲ့ပြည်သက်တွေအားလုံးကိုမတရားနေ့စီစဉ်ရဲ့ချက်ချင်းစီစဉ်လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင် ပရိသတ်များရှင်ဒီနေ့အမတ်တရားနေ့စီစဉ်ချက်ချင်းစီစဉ်လေးမှာပေါဝင်လာတဲ့သူတွေကတော့ရန်ကုန်မှာနေတဲ့ကိုတန်းစင်မင်းမောင်နဲ့မှတ်နှွေးတစ္ဆာဟန်တို့ပဲဖြစ်ပါတယ်။သူတို့ကတော့ရန်ကုန်မှာနေတဲ့ကိုကျော်တီဟနိုင်နဲ့မတ်ချိုစင်မင်းမင်းတို့ရဲ့ချက်တူတတန်း၅နှစ်ပြည့်အတွက်ကိုပေါဝင်တောင်းဆိုပေးလာပဲဖြစ်ပါရှင်။တစရဖန်ပြိတ္တများရှင်မတ္တရာနေ့စီစဉ်ကိုတော့ချွာတင်ဆက်ပေးခဲ့တာဖြစ်ပါရှင်။ ပရိသတ်ကြီးကအမတရားနဲ့စီစဉ်ကနေပြီးတော့ဝင်းနေရှင်နေတဲ့အတူတူချစ်သူဆုံးတွေမင်္ဂလာစနေမနက်နေ့အားလုံးအတွက်ကိုစုမော်စကားလေးတွေတောင်းပေးချင်နေဆိုရင်တော့ကစရန်ဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့0333693639ကိုနေ့စဉ်နေ့လယ်7:00နာရီကနေ7:00နာရီအတွင်းမှာမိမိတောင်းဆိုပေးချင်တဲ့နေရက်မတိုင်ခင်3ရက်ကြိုတင်ပြီးတော့တောင်းဆိုပေးရမှာဖြစ်ပါတယ်။ကစရန်ဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့0333693639နဲ့အတူတူကစရန်ဖန်အနာတိတ်မဲ့ YouTube Channel မှာလည်းကွန်မန့်လေးနဲ့အတူပါဝင်တောင်းဆိုနိုင်ပါတယ်ဆိုတာအသိပေးရင်းနဲ့ပရိသတ်တွေ ်အားလုံးကိုဒီနေ့အမတ်တရားနေ့အစီအစဉ်ကနေနှုတ်ဆက်လိုက်ပါရှင်